မင်္ဂလာပါလက်တိုးအိမ်မှကျုပ်စုပါရရှင်လက်တိုးအိမ်မှအပတ်စဉ်ပုတ္တခုနေ့နဲ့တနင်္ဂနွေနေ့တွေမှာနေ့စဉ်အသုံးပြုလို့ရမယ်လွယ်ကူထိရောက်မြန်ဆန်နဲ့ရတရားနဲ့ပတ်သက်တဲ့ဘ ഹു တုတရရစီမာလေးတွေကိုသင်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့မှာတော့အလောက်ကင်နဲ့ပတ်သက်တဲ့အတိတ်ထံနဲ့ပြုလုပ်ရမယ့်ယတရားလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။သင်ဟာအလောက်တစ်ခုကို ပြောင်းသင့်သလား လုပ်ငန်းတက်တခုစတင်ဖို့အကောင်းဆုံးအချိန်ကဘယ်အချိန်လဲ ငွေကြေးဝင်ငွေတူးတက်စေဖို့ဘလို့ရတရားတွေလှုပ်ဆောင်တင်လဲစီးပွားရေးမှာအခက်ခဲတွေကြုံလာရင်ဘလို့ဖြေရှင်းရမလဲတင်းရဲ့အလောက်ကင်နဲ့စီးပွားရေးဘဝကိုအကောင်းဆုံးဖြစ်အောင် ပုံဖော်နိုင်ဖို့အလောက်ကင်နဲ့စီးပွားရေးဟာဘဝရဲ့တူးတက်ရာလမ်းကြောင်းဖြစ်ပြီးတခါတည်းရန်မှာမမျောလင့်တဲ့အခက်ခဲတွေနဲ့ရင်ဆိုင်ရတတ်ပါတယ်ဘလို့မှဖြေရှင်းလို့မရတဲ့အခြေအနေမျိုးတွေကြုံလာတဲ့အခါဒါမှမဟုတ်ပုံမအောင်မြင်တဲ့လမ်းကြောင်းကို ုရှာဖွေခြင်းနဲ့အခါဗေဒင်ပညာရဲ့အကူအညီနဲ့ရှစ်ဆက်ဖို့ကအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါလိမ့်မယ်ရှင်။အလောက်ကိုင်းတဲ့ပတ်သက်တဲ့အလောက်ရစေတာလေးတွေ လှုပ်ဆောင်ရန်လေးတွေကိုပြော့ပြပေးသွားပါမယ်။အလုတ်အသေးရချင်တာဖြစ်ဖြစ်အလုတ်ပြုတ်သွားလို့အလုတ်ပြန်ချရတာပဲဖြစ်ဖြစ်အလုတ်မရသေးတဲ့သူလက်ရှိအလုတ်ကနေနောက်ထပ်အလုတ်ကောင်းတစ်ခုကိုလိုချင်တဲ့သူတွေဒီအဋ္ဌထံကိုပြုလုပ်ပေးပါ။ဒီအဋ္ဌထံလေးကိုတေချာပဝင်ဖြစ်အောင်ဝင်ပေးပါ။ အလောက်တက်လို့ချင်တာအလောက်ပြုတ်သွားတာအလုံးမရှိဘဲနဲ့ဘာလောက်လို့ဘာကင်ရမှမသိဘူးဆိုတဲ့လမ်းပြောင်းနေတဲ့သူတွေအတွက်အလောက်ကင်ရစေချင်ရင်ဒီအဋ္ဌံလေးကိုလှုပ်ပါအဋ္ဌံကတော့ဘာတွေဝင်ရမလဲဆိုရင်နံပါတ် ဒိဋ္ဌံကို၉ရက်ဝင်ပေးရပါမယ်အဒိဋ္ဌံ၉ရက်စလုံးကို အချိန်မှန်နေရာမှန်လုပ်နိုင်ရင်ပိုပြီးကောင်းမွန်ပါတယ်ကိုအတွက်ကိုအစဉ်ပြေစင်မဲ့မနဲ့ဓမ္မမဟုတ်ညအချိန်တစ်ခုခုကို ရွေးထားပေးပါလှူရမဲ့လှူပွဲတွေကတော့မနှက်ခင်အဒိဋ္ဌံဆိုရင်တနင်္ဂနွေနံဖြစ်တဲ့အုံဒီပါတဲ့အုံထမင်းအုံဒီနဲ့လှုပ်ထားတဲ့မုံများကိုစွန့်အဖြစ်ကတ်လှူရပါမယ်အဒိဋ္ဌံစဝင်ရင်လည်းတနင်္ဂနွေနေ့ကစပြီးဝင်ရမယ်အလွယ်နည်းနဲ့ ပြောရမယ်ဆိုရင်ထမင်းပူပူလေးရဲ့အပေါ်မှာအုံနို့ဘူးထဲကအုံနို့ရည်ကိုဆန်တခြားနည်းနည်းကိုထည့်တေချာနှက်အောင်မှုပြီးရင်အုံစွန်းအနေနဲ့ကတ်လူပေးရင်လည်းရပါတယ်အတိတ်ထံကိုရဲ့စလုံးမှာလူဖွဲကတော့တနင်းနီနံပါတယ်အုံပါတဲ့အစာအစာတွေကိုလူပေးရပါမယ်။ဖျောင်းတိုင်ကိုလည်းအဝါအစိမ့်အနီး၃ယောက်လူပေးရပါမယ်။ ဝါစိမ့်နေဖျောင်းတိုင်ကို အဝါအစိမ့်အနီအစင်တိုင်ထွန်ပေးရပါမယ်ဖျောင်းတိုင်အဝါကတော့မပါမဖြစ်ထွန်ပေးရမယ်ကိုရောင်ကိုဝါတောက်ပါချင်တာလင်းလက်ချင်တာဖြစ်တဲ့အတွက်မျက်စာဖျားကိုရောမျက်ကြည့်ကိုဝါစိမ့်နေဖျောင်းတိုင်လေးနဲ့မနဲ့ဓမ္မမဟုတ်ညကိုအချိန်မှန်ပူဇော်ပေးရမယ်ဒိဋ္ဌံအတွက်ပတိစေယမှာကတော့ နမတေနမောတတဘဂဝါတော်အလဟတော်တမန်တံပုတ်တတကိုပတိတရားရှိလုံးပတိနဲ့၃ဘတ်နမနှစ်ဗုဒ္ဓံတဏံကိစ္ဆာမိတမန်တဏံကိစ္ဆာမိတံကန်တဏံကိစ္ဆာမိကို၃ခုလုံးရွတ်ပြီးမှပတိတလုံးချတာက 3ပတ်နံပါတ်3ဂုံတော်9ပါးကိုတလုံးချပြီးစိတ်အဲ့လိုမှမစိတ်နိုင်ဘူးဆိုရင်အရဟံတလုံးချတမန်တန်ဘုတ်တော်တလုံးချနဲ့ပတိ3ပတ်အာလုံးကိုစိတ်ပြီးသွားရင်စုစုပေါင်း9ပတ်ကိုအဋိဌံတင်ရပါမယ်အာလုံးပြီးရင်မေတ္တာပို့ရမယ်အမျှပေးရမယ်အဋိဌံအစားကနေအဆုံးထိကို စုတစ်ခုတည်းဖြစ်ရပါမယ် အလုံနဲ့ပတ်သက်တဲ့ယတ္တိယအနေနဲ့ကတော့ကျမကူသွေးဖြစ်တဲ့အလုံရပြီးအလုံစင်ပြေစီတဲ့ယတ္တိယဖြစ်ပါတယ်။အမှန်တကယ်အလုံလူအပ်နေတဲ့သူအလုံရှိပြီးရထူးတိုးချင်တဲ့သူအလုံမှာလှုပ်ဖို့ကိုင်းဖက်တွေနဲ့အစင်ပြေချင်တဲ့သူတွေရုံရုံကြီးကြီးလှုပ်ပေးပါရှင်။ ရတရားလေးကအလူးတလုံးကျွေးပကံပြားတစ်ချမ်းနဲ့အမွှေးတိုင်တို့လိုအပ်ပါမယ်ပထမဆုံးအလူးပေါ်မှာတွိကံပုံ3000ပုံတစ်ခုကိုဆွဲလိုက်ပါ3000ရဲ့ထိတ်တောင်းမှာ မိညီပီးသားအမွေးတိုင်တတိုင်ကိုစိုက်ပါထိတ်ကပထမတတိုင်ကိုစိုက်တဲ့အခါမှာအလုတ်ဆင်ပြေပါစေလို့ရွတ်ပါဒုတိယတတိုင်စိုက်တဲ့အခါရရှိထားတဲ့အလုတ်မှာရာထူးရပါစေအာနာစက်တီရရှိပါစေလို့ရွတ်ဆိုပြီးအာလူးရဲ့ညာဘက်မှာစိုက်ပါတတိယတတိုင်ကိုစိုက်ရင်အလုတ်ရှင်နဲ့အထက်လူကြီးများလုတ်ဖို့ကင်ဖက်ခုနှစ်ရက်သားသမီးများရဲ့အမျက်ဒေါသမရှိဘဲနှစ်သက်မှုရရှိပါစေလို့ရွတ်ဆိုပြီးအာလူးရဲ့ဘယ်ဘက်မှာ thổ sại bì အဋိဋ္ဌံကိုကိုယ့်ရဲ့အဋိဋ္ဌံပြီးအမွေးတိုင်ကိုလည်းကိုယ့်ရဲ့ဆက်ထွန်ပေးရပါမယ်။ဒီနေရာမှာသတိပြုစရာတကူကပထမဆုံးရက်မှာ အမွေးတိုင်ထိုးဆိုင်လိုက်တဲ့အာလူပေါ်ကပထမဆုံးအရာနေရာမှာပဲ။နောက်နေ့တွေမှာလည်းအဲ့ဒီအရာပေါ်မှာပဲအမွေးတိုင်ကိုစိုက်ပြီးထွန်းရမှာဖြစ်ပါတယ်။အာလူရဲ့နေရာတိုင်းကိုအမွေးတိုင်ထွန်းဆိုင်လို့မရပါဘူးရှင်။အခုပြောပြတဲ့အဋိဋ္ဌံနဲ့အာလူရဲ့တရားကိုအလုတ်အသွက်အခက်အခဲဖြစ်နေသူများရုံရုံကြည့် ြည်ကြည်နဲ့လုပ်ကြည့်နိုင်ပါတယ်အဆင်ပြေကြမယ်လို့လည်းယုံကြည်ပါတယ်ရှင် လက်တော်အိမ်ကိုကြီးစုနေသူအပေါင်းစိတ်ချမ်းသာခြင်းကိုကြီးကျမခြင်းနဲ့ပြည့်စုံကြပါစေ။မိုးစံပန်းလေးလိုအစဉ်ထောင်ရလန်းစံပါစေ။စိတ်သွားတိုင်းကိုပါပြီးလူနဲ့လူနိုင်တန်းနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေ။မရှိတဲ့စကားများမကြားရပဲလက်ပြားမှာစိန်ရွှေငွေတွေတီးပြီးတော့မိမိရဲ့ဘဝမှာဖြစ်ချင်နေတဲ့စိတ်ဆန္ဒတွေကို အကောင့်ထဲပေါ်နိုင်တဲ့သူတွေဖြစ်ကြပါစေ။ဖျားရိတ်တရားရိတ်တန်ခါရိတ်ရဲ့ရိတ်အောင်ဝါဒ အောင်မှာအောင်မြင်ကြပါစေမေတ္တာတရားကို လက်ကင်ထားပြီးမေတ္တာပွားနိုင်ကြပါစေရှင်နောက်ပတ်တွင်မှာလဲလွယ်ကူထီရောက်မြန်ဆန်တဲ့ယထရန်နဲ့ပတ်သက်တဲ့ဘ ഹു တုတရရစီမာလေးတွေကိုတင်ပေးသွားမှာဖြစ်လို့လက်တူအိမ်ကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်